ာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲရောက်ဖို့ရပောင်း60ကျော်သာကျန်တော့တဲ့အတွက်နိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စီယုံရေးအစီအစဉ်တွေဘလို့ရှိနေကြပါလဲဒီအကြောင်းကိုမြတ်စင်ကသတင်းပေးပို့ထားပါတယ်ရှင်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်အာနာသိန်းစစ်တပ်ကဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပါတီအသီးသီးကဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စလဲလောင်းအမည်စင်းတင်သွင်းတာကိုစတင်ဘာလ10ရက်ကနေ22ရက်ထိသတ်မှတ်ခဲ့တာဖြစ်ပြီး တင်သွင်းထားတဲ့ကိုစလဲလောင်းအမီစင်းတွေကိုစက်တင်ဘာလ23ရက်ကနေအောက်တိုဘာလ4ရက်နေ့အထိစစ်စစ်တဲ့လုပ်ငန်းတွေဆောင်ရွက်သွားဖို့ရှိနေတာပါရွေးကောက်ပွဲကျင်းပဖို့ရပ်ပေါင်း90ကျော်သာကြံရတာကြောင့်မဲဆွယ်စည်းရုံးရေးအတွက်နိုင်ငံရေးပါတီတွေဘလို့စီစဉ်ထားကြပါသလဲကိုစလဲလောင်း984ရောက်အမီစင်းတင်သွင်းထားတဲ့ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ကတော့မဲဆန္ဒနဲ့400ကျော်မှာပါဝင်ရှင်ပြိုင်မယ်လို့ ပါတီဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကဆိုပါတယ် UEC ကမဲဆွယ်စီယုံခွင့်ပြုတာနဲ့အွန်လိုင်းကနေမဲဆွယ်သွားဖို့ရှိတယ်လို့လည်းသူကဆိုပါတယ်မဲဆွယ်ဖို့က UEC ကကြေညာမှာပေါ့နော်သူတို့သူတို့ကြေညာမှာကျွန်တော်တို့ဟာလို့ဟိုဥစားပေါ့မဲဆွယ်မှာပေါ့အဓိကတော့ဟုတ်တယ်အွန်လိုင်းကပဲမဲဆွယ်မှာညာမှာပြည်သူပါတီအနေနဲ့ကတော့မဲဆွယ်စီယုံရေးအတွက် အပြည့်အဝစီယုံနိုင်မှုမနေ့ရုံးကန်စူးစမ်းရမှာဖြစ်တယ်လို့ ပြည်သူ့ပါတီဗဟုအလုံးမှုဆောင်ကော်မတီဝင်ဦးကျော်ကျော်ထွေးကဆိုပါတယ်။ကျွန်တော်အတူအရေးချဖို့ဒီချမ်းမြောက်ကိုကိုကိုချင်းဆွေးနွေးနေရတော့သူများရှိရပါတော့။ဒါပေမဲ့ဒီကြောင်တော့ကျွန်တော်ဒီကြိုင်မစားဘူးရော။ဟိုမင်းကြီးလက်ချေကလည်းလူကြီးများတဲ့ခါမှာကျွန်တော်ဒီတူပြိုင်ကလာတဲ့မှာဟိုတမတဲ့တမတဲ့ဟိုကြီးတော်နဲ့ကျွန်တော်ကျွန်တော်ဘုံနေတာဟို ပြီးတော့ဒီလိုနဲ့တော့ကျွန်တော်မနေ့ကဝင်ကြိုးစားပါပါဆိုင်ကယ်နဲ့ကျွန်တော်ကိုပြီးပါရင်ပြချာထောက်ကိုပြင်သွားပါပါပြည်သူပါတီအနေနဲ့လဲမဲဆွယ်စည်းရုံးကြီးတွေစတော့မယ်ဆိုရင်တော့အွန်လိုင်းကိုအဓိကအားပြုသွားမယ်လို့ဆိုပါတယ်မြို့ကနေကြေးလက်အထိတုံးဆွဲနေတဲ့ Facebook နဲ့ TikTok စတဲ့ social media တွေကိုအသုံးချပြီးစီးရုံးမှုစီစဉ်ထားတယ်လို့လည်းဆိုပါရယ်စစ်အုပ်စုဟာပြည်သူလူထုရဲ့သတင်းလွတ်လပ်ခွင့်ကိုထိန်းချုပ်တဲ့အနေနဲ့ လူတိုင်းနှီးပါသုံးဆွဲတဲ့ Facebook ကိုကန့်သက်ပိတ်ပင်တာတွေပြုလုပ်ထားပြီးအစဉ်ပြေပြေသုံးဆွဲနိုင်ဖို့ဆိုရင် VPN ခံပြီးသုံးဆွဲနေရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇွန်လ30ရက်နေ့ကစတင်အသက်သွင်းလိုက်တဲ့ Cyber လုံခြုံရေးဥပဒေမှာဆိုရင်လည်းပြဋ္ဌာန်းချက်တွေဟာတိကျရှင်းလင်းမှုမရှိဘဲဖုန်းထဲမှာ VPN ပတ်မပတ်ကိုစစ်ဆေးပြီးဖမ်းဆီးတာအရေးယူတာငွေဒဏ်ပေးဆောင်ရတာတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေမျိုးမှာ Facebook လို online platform ကနေမဲဆွယ်စီးရုံးရေးလောက်တာကဥပဒေနဲ့အညီကန့်ညီမှုရှိမရှိဆိုတာဝီရောဒီဖြစ်လို့နေပါတယ်။အဲ့လိုကျွန်တော်မသိဘူးပါလို့ဟိုတက်ဆိုင်တောင်ရှိရတိမှာလေဟိုသူပြိပင်းနေတာဒီရန်ဆိုင်တုံးနေဒီရန်ကိုပြိတယ်ပြိရင်ဘယ်တော့မရနိုင်ရဲ့ဒီရန်ကိုရောင်းချပြီးနေရလဲဒီ Facebook online တွေကိုရောင်းချပြီးနေတာဒါလည်းအားလုံးပြိနေကြရပါလေ။အဲ့ပြိနေကြတဲ့နေရာမှာဟိုအားလုံး တောင်းပဲတုံးမိရတော့အော်ရှိမှုပါနာတော့မရှိသေးဘူးလားဤဝဲရဆိုလို့ရှိရင်လည်းသူတို့ဒီခုံးဝမှာတရင်ချက်ချရပါနာတော့ဤရရှိတယ်ဒီလိုဖြစ်ဖို့တရားကိုခုံးပြီးတဲ့ဖေးကိုတုံးလို့ရေးရတော့မတွေ့နေသေးဘူး SNDB ဥက္ကဋ္ဌဦးဆိုင်အိုက်ပေါင်းကလည်း Facebook ကနေမဲဆွဲတယ်ဆိုတာကတရားဝင်မှုရှိမရှိဆိုတာယူအီစီနဲ့ဆိုင်တယ်လို့ဆိုပါတယ် Facebook ကလည်းမဲဆွဲတယ်တရားဝင်တယ်မဝင်တော့ဆိုယူအီစီနဲ့ဆိုင်တယ်လေ ့ခု Facebook တခုတည်းရှိတာမှမဟုတ် TikTok လည်းရှိတယ် Instagram လည်းရှိတယ် YouTube လည်းရှိတယ်လေဟုတ်တယ်မလား TikTok တော့မှကြီးတဲ့လူက TikTok တော့မှ Facebook ထက်ပိုများတယ်သူသူကြည့်ရတယ်လေငါတို့ကြီးတဲ့ပုံစံလေ TikTok ကပို့ပြီးတော့ဟောတာဖြစ်တယ်လူကြီးများတယ်နောက် YouTube လည်းရတာပဲလေနော်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲမှာလွှတ်တော်၃ရက်အတွက် စုစုပေါင်းမဲဆန္ဒနဲ့912ခုမှာရွေးကောက်ပွဲပြုလုပ်မယ်လို့ UEC ကထုတ်ပြန်ထားပါတယ်။အနာသိန်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုယောင်ရွေးကောက်ပွဲဖြစ်တယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ကျမနေသိန်းစင်ပါရှင်။